မင်္ဂလာပါမွန်လိုက် channel မှာကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ပညာသည်အဖွာဆုံးနဲ့အယူဘူတူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကျုပ်တို့ရွာမှာနာမည်ကြီးတဲ့အယူတယောက်ရှိတယ်ဗျသူ့နာမည်ရင်းကတော့ကျုပ်လည်းမသိဘူးဒီဘက်လုံးကတော့သူ့ကိုဘူတူလို့ပဲခေါ်ကြတယ်ဒီလိုကယူနေတာဗျဒါပေမဲ့ရင်းရင်းကလေးယူတာဒါကြောင့်သူ့ကိုအယူဘူတူလို့ခေါ်တာ သူယူသွားပုံကလည်းထူးဆန်းတယ်လို့ပြောရမယ်။သူကအရင်တုန်းကလူချောလူခန့်ပဲဗျ။စပားတွေပါတွေပွဲစားလုပ်တယ်ပြောတယ်။ရုပ်ကလည်းရုပ်ရှင်မင်းသားရအောင်လို့လူယူမျိုး။ပွဲစားဆိုတော့ငွေလည်းရှိတယ်ဗျ။တကယ်စကားနဲ့ပြောရမယ်ဆိုရင်ရုပ်ရှိရေရှင်လို့ပြောရမှာပေါ့။သူကောင်းစားတဲ့အချိန်ကိုကြုံလို့တော့မမိလိုက်ပါဘူး။အဖွားပြောပြလို့သိလိုက်တာ။ရောင်လို့လို့ဘိုးကြီးကိုအရှိက ဘုံတိုက်ကလေးညှက်ထားတယ်။ရှက်အင်းကြီးအစင်းခက်ဆစ်ဆစ် အကွက်ခက်ဆစ်ဆစ်ကလေးဝုတ်ပြီးအောက်ကပစိုးကိုမီးဘူးတောက်နေအောင်တိုက်ပြီးဝုတ်တာဗျာ။အဲ့ဒီကဘိုးတိုးကပြူတန်းကြိုက်တဲ့နှင်းစီခိုင်ပေါ့။ရွာမှာတော့ဘိုးတိုးကိုတစ်ဖက်သက်လိုက်ကြိုက်နေတဲ့မိန်းကလေးတွေရှိခဲ့တယ်ပြောတယ်။ကျုပ်တို့တိတက်တဲ့အရွယ်ရောက်တော့ဘိုးတိုးကအယူကြီးဖြစ်နေပြီ။အရင်ကရောင်နဲ့တူတယ်ချောတယ်ဆိုတဲ့ယောက်ကအခုတော့ တော်ပုံကြီးတယောက်လိုဖြစ်နေပြီဗျတနေ့လုံးဖလူရွာကလမ်းပေါ်မှာတယောက်တည်းစကားတွေပြောပြီးတွားလာနေတယ်ဆိုပဲတွေ့တဲ့အိမ်မှာထမင်းဝင်စားတောင်းစားတယ်လူတွေကလည်းဘိုးတိုးကိုအကုန်သိနေကြတယ်ဆိုတော့ကျွေးကြမွေးကြပေါ့ဗျာအရင်တော့ကဘိုးတိုးကကျုပ်တို့အိမ်မှာတော့ထမင်းဝင်စားတာဗျနောက်ပိုင်းကျုပ်က သူ့ကိုအတကုံနောက်ပြောင်လို့မှဝင်မစားတော့တာကျုပ်တို့ကလည်းခလေးဆိုတော့မသိမှလည်းဗျအယူမြင့်စားချင်တာဘူး ကြောင်းသွားကြောင်းပြန်တဲ့အချိန်ပဲဖြစ်ဖြစ်ဘူတိုးနဲ့ဂျုံလာနဲ့အယူဘူတိုးအယူဘူတိုးဆိုပြီးဝိုင်းအော်ပြီးစားတော့ကြတယ်ဘူတိုးကအယူပါဗျသူ့ကိုအယူလို့ပြောရင် तू သိတယ်ကျုပ်လို့စတာမခံနိုင်တော့ဘူးဆိုရင်ဂဲလုံးကောက်ပြီးအနောက်ကလိုက်ပြစ်တော့တာပဲဗျကျုပ်တို့ကတော့အယူလိုက်ပြီဆိုပြီးပြေးကြလှားကြနဲ့ပျော်ကြတာပေါ့ဘူတိုးကိုမစပါနဲ့ငလင်းရဲ့သူ့ဘွားကတနာဖို့ကောင်းပါလား အဖွားကတော့ကျုပ်ကိုအမြဲတမ်းနားချတယ်ကျုပ်ကတော့အဖွားပြောပြောတော့လေဟုတ်ကဲ့ပေါ့ဗျာကျောင်းကပြန်လာတဲ့ကျုပ်ကိုအဖွားကသမင်းတွေကူးခတ်ကြွေးတယ်ဗျဒါနဲ့အဖွားဘိုးတူကဘာဖြစ်လို့ယူနေတာလဲဟင်သူများလုံးလို့ယူတယ်လို့ပြောတာပဲငလင်းရဲ့သူများကအဲ့လိုယူအောင်လုံးလို့ရတာအဖွားရတာပေါ့ကွယ်ဘိုးတူကတစ်ချိန်လုံးကဒီလိုမှမဟုတ်တာ ရုပ်ရှင်မင်းသားရန်အောင်လူလူရဲအောင်လူလူကံမျိုးနဲ့မြည့်ရဲ့ရွာမှာအတော်စားပွင့်နေလူအဲ့ဒါကြောင့်လည်းအခုလိုဖြစ်တာပေါ့အဖွားကကြုံတော့ဖို့ဟင်းကားခက်တဲ့ပေးနေရင်ဘိုးတိုးကနည်းနည်းရှုပ်တယ်ငလင်းရဲ့တခါတော့ညောင်တပြေရွာကကင်မလေးကိုသွားပြီးချစ်ကြိုက်တယ်ကင်မလေးကလည်းချောလိုက်တာဟဲ့ထက်ထမူအတိုင်းပဲသူ့နမေတော်ဘာပါလိမ့်အဖွားတော့မွေးနေပြီ အဲ့ဒီကင်မလေးနဲ့ယူတော့မလို့ဖြစ်ပြီးတော့မှဘူတိုးကမယူတော့ပဲစာတင်ကျောင်းသားကမိန်းကလေးတောင်းနဲ့ထပ်ပြီးချစ်ကြိုက်တယ်ဆိုပဲအဲ့ဒီမိန်းကလေးနဲ့ယူမဲ့အကြောင်းကိုကင်မလေးသိတဲ့အခါဘူတိုးကိုယူအောင်လှုပ်ထည့်လိုက်တော့တာပဲယူအောင်ဆေးခတ်လိုက်တာလားကွာဘယ်ဟုတ်ပါမလဲအဲ့ဒီကင်မလေးကဝင်းတွင်းမှာလို့လူတွေပြောတယ်ဝင်းတွင်းမှာဘာပါလာလဲဟင် ခတ်လိုက်တာငလင်းရဝင်းနေမဆိုတော့မွေးကလေးကသုံးပညာတွေတက်တယ်လို့လူတွေကပြောတာအတက်ကြီးမှာသုံးပညာတွေသင်တဲ့လူထက်ဝင်းနေပါတဲ့လူကပိုပြီးအစွမ်းထက်တဲ့ကေမားကလည်းရဲစက်လိုက်တာဗျာအဲ့လိုပြောလို့မရဘူးငလင်းရအစားကကေမားနဲ့တော့ယူမလို့ဖြစ်ခဲ့တာဘယ်နေ့ဘယ်တော့လက်ထက်မဲ့ဆိုပြီးတော့ရက်ရွေးပြီးနေပြီလူငယ်တဘာဝအချင်းချင်းလုံလုံကျူးကျူးဖြစ်ခဲ့ပြီးပြီထင်ပါတယ် ဘိုးတို့တို့ကပတ်စံရှိတော့အဲ့ဒီကင်မကိုရော်ကြီးတွေပြေးလိုက်ရသေးတယ်တဲ့ဒါဆိုရင်တော့ဘိုးတို့အမှားပေါ့ဖွာရနင်းကငယ်ပါသေးတယ်ငလင်းကိစ္စတကူကိုမှားတယ်မှန်တယ်လို့နေမဆုံးဖြတ်တတ်သေးပါဘူးကျုပ်ကလည်းဆဆာနဲ့ထမင်းတွေကျုံစားလိုက်တယ်ဒါနဲ့ဘိုးတို့ကိုကုလို့မရဘူးလားဖွာကျောင်းကဆရာမပြောတာယူနေတဲ့လူတွေကိုစိတ်ကြမ်းမရေးစေးရုံကိုပူရင်ကောင်းသွားတယ်တဲ့ဖွာရဲ့ ဘိုးတို့မိဘတွေကပတ်စံရှိတဲ့လူတွေပဲကိုမကုပဲနေပါမလားရန်ကုန်၃လေးကပို့ပြီးကုတယ်ဒါပေမဲ့ပတ်စံကုန်တာပဲရှိတယ်ဘာမှမတတ်တာဘူးစီးဝံပြန်ဆင်းလာခဲ့ရတယ်အဲ့ဒီတော့ငါယူယူတတန်ယူတယ်လို့ထင်တာပေါ့နောက်ပိုင်းတိတ်မတင်ငါလို့ပျော်ကဆရာတွေဘာတွေနဲ့တွားပြတော့မှသူများလှုပ်ထားတာယူနေမှန်းသိတာဟဲ့ဒါဆိုပျော်ကဆရာတွေကလည်းကုလို့မရဘူးလား ူတို့ပြောတာတော့ဘူတို့ကုမရအောင်လုပ်ထားတာဆိုပဲအဲ့ဒီကင်မကိုသွားတောင်းမှမယ်ဆိုရင်ကင်မလေးကအကိစ္စတွေဖြစ်ပြီးတော့ရှက်ရှက်နဲ့ယွာကတမိသားစုလုံးပြောင်းကြပြောင်းသွားကြတယ်ဆိုတာပဲအင်းလေသူလည်းရှက်မှာပေါ့အာလုံးဒုတိရှင်ကြာဖြစ်နေပြီပဲဟာဘယ်ကိုပြောင်းသွားလဲဆိုတော့မသိကြဘူးပြောတယ်ဘောဂလီဘတ်ဆိုလားဖာပုံဘတ်ဆိုလားပြောကြတာပဲသွားပါပြီဗျဒါဆိုဘူတို့ကိုဘယ်လိုမှအကူလို့မရတော့ဘူးပေါ့နော် ုမရလို့ပဲဘူတို့ကနေသက်သက်ရှိနေပြီပေါ့ငလင်းရဲ့ကဲစားမှသာစားစားဟင်းကားတွေအေးကုန်တော့မယ်အဖွားကအဖွားလက်ရကတိတ်စားလို့ကောင်းတော့ပဲဗျာစားဆောင်နေတော့ကျုပ်တို့အတူတူနေတဲ့ဒေါ်သေးသေးကအိမ်ထဲဝင်လာတယ်ဒေါ်သေးသေးကအဖွားသမီးအငယ်ဆုံးပေါ့ဗျာသူမွေးကင်းစားတော့ကတေးသေးလေးမို့လို့တေးသေးလို့ခေါ်တာတဲ့သူယောက်ျားဦးနေထွန်းကားလိုက်နေတဲ့အချိန်ဆိုရင်ကျုပ်တို့နဲ့တူတူနေတာပဲအမေအမေဟဲ့တေးသေး အလန့်တကြားနဲ့ဘာဖြစ်လာတာလဲဟာဘာဖြစ်ရမလဲအမေရဲ့ဘူတိုးကိုကူးဖို့မန္တလေးကဆရာကြီးတယောက်ရောက်နေတယ်ဆိုပဲငါတော့သိမထင်ပါဘူးအေးသူ့ကိုကူးဖို့လာကြတာမနေတော့ဘူးမို့လားဒီလူကြီးကတရားလူကြီးတွေနဲ့မတူဘူးအမေရဲ့ဒီဆရာကြီးကသူများလို့လို့ယူနေတဲ့လူတွေကိုအထူးစပယ်ရှယ်လိုက်ကူပေးနေတဲ့လူတွေအမေရဲ့အခုတော့မန္တလေးကမလဲပြင်လာရတယ်ဆိုပဲဒီညနေသူတို့အိမ်မှာကုမယ်တဲ့ ငါတို့တော့မကြည့်တော့ဘူးတည်တည်အစောကပြောပြီးသားမဟုတ်လားဘူတိုးယူတာကဘယ်သူကုကုကုလို့မရဘူးတဲ့အဖေမတော်ချင်းပြင်မဲ့ကျုပ်ကတော့တော်ချင်းလဲဒေါ်တည်တည်လည်းတော်မဲ့ပုံပဲဗျညနေရောက်တော့ဒေါ်တည်တည်နဲ့အတူကျုပ်တော်လိုက်တယ်အချိန်က9နိုင်လုံးရှိမှတင်တာပဲဘူတိုးတို့အိမ်ကပတ်စံရှိတယ်ဆိုတော့တကယ်ကိုအိမ်ကြီးချက်ခိုင်းမို့ဗျအောက်ထပ်မှလည်းဧည့်သည်တွေရှိတယ်အိမ်မကိုတက်သွားတော့ဖျားကန်းထိတ်မှအဲ့ဒီဆရာကြီးဆိုတဲ့လူက ထိုင်နေတယ်ဗျ။ဆရာကြီးရှိမှတော့ဘူတိုးကကိုကိုကလေးထိုင်လို့ဗျာ။ရွာထဲကလူတွေလည်းမနေဘူးပေါ့ဗျာ။အဲကလေးဆိုလို့ကြုတ်တယောက်တည်းပါတာ။မားနိုင်ခွဲတော့ကြတော့ပွဲတွေပါလေးပြင်းမိတွေပါလေးထုံးပြီးတော့ကုကုတာရေးစတာပေါ့ဗျာ။အဲဒီဆရာကြီးပြောတာကတော့မကောင်းတဲ့အတိုင်းနဲ့လှုပ်ထားလို့မကောင်းတဲ့အပုတ်ချိန်မှာရွေးလို့ရတာလေ။သူကဆေးကျိန်လုံးကြီးနဲ့ဘူတိုးရဲ့ခေါင်းကိုပိထားပြီးဘူတိုးကိုစစ်မေးပါတော့လေဗျာ။ ဟိုစစ်တီစစ်စစ်ကြသေးတယ်ဗျဒါပေမဲ့နောက်ဆုံးဆရာကြီးကခေါင်းခါလိုက်တယ်ဘိုးတို့နေရာတိတ်သိချင်နေပြီလေမရဘူးအမရဲ့တာကိုကုလို့မရဘူးဘယ်လိုဖြစ်တာလဲဆရာကြီးရဲ့သူ့မှာဘာအားနည်းချက်ရှိလို့လဲအမရဲ့တာကိုစုံမတယောက်ကတစ်ချက်လွတ်တိုက်ထားတာဗျစုံတိုက်တွေထဲမှာတစ်ချက်လွတ်ဆိုတာအပြင်းဆုံးပဲကုလို့မရဘူးကိုရင်အမရဲ့တာတည်လိမ့်မယ်အဖွားပြောတာမှန်နေဗျ နောက်ဆုံးတော့ဘိုတိုးကိုဘယ်သူမှမကူးနိုင်ပဲဒီတိုင်းပြီးသွားတော့လေအဲ့ဒီဆရာကြီးကဘိုတိုးတက်တောင်လို့ဆိုပြီးဆေးနီမှုန့်တွေတော့ပြီးသွားသေးတယ်ဘိုတိုးကတော့ထုံးစံတိုင်းပဲလမ်းကလှည့်ပြီးတယောက်တည်းစကားတွေပြောနေတော့မှာဗျာဒီတခါတော့အဖွားစောအိမ်ဘက်ကိုလှည့်ဝင်လာခဲ့တယ်အဖွားစောကကျုပ်ကိုကြောက်ဖြူယူတွေထုတ်ကြွေးတယ်သူ့အိမ်မှာလည်းဧည့်သည်မပြတ်ဘူးဗျအဲ့ဒီဧည့်သည်တွေနဲ့အဖွားစောကစကားပြောနေတယ် သူတို့ပြောတဲ့အထဲမှာယူအောင်ပြုသားတာတွေဘာတွေပါတာနဲ့ကျုပ်လည်းမနေနိုင်လို့ထမိလိုက်တယ်။ဒါနဲ့အွားဆုံးအယူဖို့တိုးကတော့တကယ်ထူးဆန်းတယ်ဗျ။မန္တလေးကအယူအထူးကူဆရာကြီးလာကူတာတော့ကုမရဘူးလေဗျ။ကုမရတာတော့မဟုတ်ပါဘူး။ကုလို့ရပါတယ်။အဲ့ဒီဆရာကြီးပြောတာတချက်လို့တိုက်ထားရဲဆိုလားပဲ။တချက်လို့ဆိုတာစုံတယောက်ကသိရင်သိမသိရင်ယူဆိုပြီးတိုက်သွားတာ။အတိုက်မထုတ်တဲ့ရင်လူနာသေးတယ်။ တကယ်လို့အတိုက်ထုံးနိုင်ခဲ့ရင်တစ်ဖက်ကတိုက်တဲ့လူသေးတယ်။နင်တို့ဆရာကြီးလက်ဆောင်သွားတာသူကြောင့်လူတစ်ဖက်သာတေးမှဆိုးလို့ထင်တယ်။ဒါဆိုအဖွားဆုံးကဘူတို့ကိုကုနိုင်တာပေါ့နော်။အနာသေးမှတော့ရှေးရှိပြီပေါ့။ဒါပေမဲ့ဒီကိစ္စကလူတစ်ဖက်သားရဲ့အသက်တွေနဲ့အများကြီးဆိုင်နေတယ်ငါလည်းပေါ်ပေါ်ဆက်ဆက်လို့လို့မရဘူး။အဖွားဆုံးကုနိုင်မယ်ဆိုတာကြုံသိတယ်။ရွာမှာအဖွားအဖွားဆုံးကအတော်ဆုံးပဲမှုလား။ နောက်ပိုင်းတော့ဘိုးတိုးကပူပူဆိုးလာတယ်ဗျအယူရင်းလာတယ်လို့ပဲပြောရမလားအရင်ကတယောက်တည်းစကားပြောပြီးသွားတယ်အခုနောက်ပိုင်းမိန်းကလေးတွေတွေ့ရင်ချစ်စကားကြိုက်စကားရည်စားစကားတွေပြောတယ်တချို့ဆိုဆွဲလာရန်လာလုပ်တယ်ဗျအရင်ကသူ့ကိုစားတဲ့လူကိုပဲဂဲနေလိုက်ထူတာအခုတော့ကလေးတွေတွေ့တာနဲ့ဂဲနေလိုက်ထူတယ်မပြေးမလွှမ်းနိုင်တဲ့ကလေးတွေဂဲတဲ့ငုံတော့ဗျ တခါလဲအကြောင်းသားလေးတယောက်အုံနီခဲနဲ့ထူလိုက်တာခေါင်းပေါက်သွားလို့တော်တော်ယော်လိုက်ရသေးတယ်ဗျအဲ့နောက်ပိုင်းဘူတိုးကိုဒီတန်းလွတ်မထားတော့ပဲအိမ်ထဲမှာပိတ်ထားတယ်ဒါမှမဟုတ်လည်းမရပါဘူးဘူတိုးကသူ့ကိုပိတ်ထားတာသူ့ကိုပိတ်ထားတယ်တောင်းကျမ်းနေပဲဗျအိမ်နေရန်ကိုကုတ်ဖက်ပြီးထွက်တယ်အိမ်အပေါ်ထဲပြတင်းမောင်းကခုန်ချရင်လည်းခုန်ချတယ်အဆိုးဆုံးကတော့အိမ်ကနေလွတ်ထွက်ပြီးကျောင်းသူကလေးတယောက်ကိုကြီးသားကလိုက်ပြောတာဗျကျောင်းသူကလေးကလည်းကြောက်တော့ပြေးတာပေါ့ ဲ့ဒါကိုဘူတိုးကစိတ်ရိုင်းဝင်ပြီးကျောင်းသူတွေကိုလဲပင်းညှက်တာလူတွေအတွေ့အမြင်လို့သာ တော်သေးတာပေါ့ရဲရွာလူကြီးတွေလည်းဘူတိုးကိုထိန်းချုပ်ဖို့လိမ်လောက်ရတော့တယ်ဘူတိုးမိကလည်းစီးပွားရှာနေလို့သူ့တာကိုလှမ်းကြည့်နိုင်ဘူးတခြားသူတွေကလည်းအယူဆိုပြီးဘယ်သူမှကြည့်မပေးကြဘူးဒါနဲ့နောက်ဆုံးဘူတိုးအမိကူတဲ့အဖွားစောစီရောက်လာတယ်ရက်ွက်လူကြီးတွေလည်းပါလာကြတယ် နနင်းတကားပြောဘူးပဲအမေစောကဘူလူရဲ့ယောဂကိုကုပေးနိုင်တယ်ဆိုအေးလေအဲ့ဒါပါဖြစ်တယ်အဲ့ဒါဆိုဘူတူကိုပြန်ကောင်းသွားအောင်အမေစောကုပေးပါကုံကျင်တော့ကုံပါစေကျမပေးပါမယ်နင်တို့ငါတကားလေးပြောလိုက်မယ်နော်ဘူတူကိုပညာသေးကတစ်ချက်လွတ်အတိုင်းနဲ့တိုက်ထားတာတစ်ချက်လွတ်အတိုင်းဆိုတာကအတိုက်ခံရတဲ့လူကယွင်ယွင်ယွင်သေးပဲဘူတူအမေကကောင်းညိတ်တယ် ိပါတယ်မိစောရေဘူတူခုလိုရရောဒုက္ခပေးနေတာဟုတ်တော့ကျမဆက်ပြီးတိမခဏတော့ပေါ့နောက်ပြီးသူ့မှလည်းတေကံပါတယ်ဆိုရင်တေပါစီပေါ့ကျမသားလေးအယူဘွားနဲ့တသက်လုံးမြင်ရတာတက်သူ့ဘွားလေးအေးရန်သွားတာကိုမြင်ချင်နေပါပြီမိစောရေဘူတူမိကပြောပြီးတော့ငိုတော့တာပဲဗျာမသိတဲ့လူတွေကတော့မိဘဖြစ်ပြီးရက်ဆက်တယ်လို့ပြောချင်ပြောကြမယ်ကျုပ်ကတော့ဒီခံစားချက်ကိုနားလဲတယ် ဘိုးတို့ရဲ့သိုးသမီးအောင်သူ့မိဘတွေပဲဒိုင်းခံခံရတာမဟုတ်လားဗျအခုဆိုရင်ပဲကြုတ်တက်တက်ရှိနေပြီပဲဘိုးတို့မိကလီဆုံးဖြတ်ချက်ချလိုက်တာကိုကြုတ်ဖြစ်မလွန်ဘူးတွေးမိတယ်အဖွားစောကခေါင်းညှိလိုက်ရင်အေးလीဒါဖြစ်လဲရှေ့လာမယ်လာပြင်းနေကြရင်ဘိုးတို့အိမ်ခေါ်လာခဲ့အဖွားစောကပြင်ဆင်နေရှိတာတွေပြင်ဆင်ဖို့မှားလိုက်သေးတယ်အတူပြောရရင်တော့လာပြင်းနေရောက်လာတာပေါ့အဘသောကလည်းဘူတိုးကို ညဘက်ကြီးချိန်လိုက်တာဟိုဆရာကြီးကုသလို့အပုတ်ချိန်မှကုလို့ရတာလားမသိပါဘူးအဖွားစောကုတာပုံတော့ကြတယ်ည9နာရီကျော်မှစကုတာအဖွားစောကနိုင်ကိုလည်းတကြီးကြီးနေဗျအချိန်တကူစောင့်နေပုံရတယ်ဘိုးတို့ဘလောက်ဆိုးတယ်လဲဆိုလူတွေကကြိုးတုပ်ပြီးဖမ်းခေါ်လာရတယ်အိမ်ပေါ်ရောက်လာတဲ့ဘိုးတို့ကရုန်းကန်တော့တာပဲအဖွားစောကဘိုးတို့ကိုတစ်ချက်ကြည့်ပြီးပါစပ်ပွားစီပွားစီလောက်လိုက်တာဘိုးတို့ငြိမ်ကြသွားတယ် သူ့ချေကကျမ်းပြင်းကြီးကိုပုတ်ပြပြီဒီမှာလာထိုင်လို့ပြောလိုက်တာဘူတိုးကလာထိုင်နေဗျအဖွားသောကဘူတိုးကိုဖျားကန်းရှိမှခုတာမဟုတ်ဘူးဗျသူတို့အိမ်ရှိကဝရန်လာလို့လှုပ်ထားတဲ့နေရာမှာထိုင်ခိုင်းတာဗျကျုပ်တို့ဖက်အိမ်ဒီပုံစံကအဲ့ဒီလိုပဲဗျနောက်ထပ်အိမ်တွေဆိုရင်အိမ်ပေါ်ထပ်အရှိမျက်နှာစာမှာဝရဏလူကြီးလောက်ထားတာအဲ့မှာလူကြီးခါးသောင်းတော့ တိတ်သားချောင်းလေးတွေအလှကွက်ဖို့ရိုက်ထားလေးရှိတယ်အဖွားသောကဗိုလ်တိုးငယ်လေးကိုလက်နဲ့အုပ်ပြီးမျက်လုံးကိုမှိန်လို့အာယုံခံနေတယ်ဗျနောက်တော့ခေါင်းတင်းညင်းနဲ့သူ့ကိုလှုပ်တဲ့ကလေးမကတော့လူ့ဘဝမှာမရှိချတော့ဘူးဒါကြောင့်လည်းတစ်ချက်လုံးကတိတ်ဆွမ်းနေတာပေါ့ဒါဖြစ်ဘယ်လိုလုပ်မလဲအမေဆိုတစ်ချက်လုံးအတိုက်ကစက်ရဲကျင်းစာရဲနှစ်ပိုင်းပါတယ် အခုငါကဘူတိုးကိုယူအောင်လုပ်ထားတဲ့ဆက်ကိုပဲထုတ်ပြလို့ရတယ်။ကျင်းစာကို ဖြတ်ပြလို့မရဘူး။တစ်ဖက်လူကအသက်နဲ့ရင်းပြီးချိန်ထားတဲ့ကျင်းစာဆိုတော့ဖြတ်ဖို့မလွယ်ဘူး။အဲ့ဒီဆက်တွေထုတ်ပြလိုက်ရင်ဘူတိုးအကောင်းပြန်ဖြစ်သွားမယ်။ဒါပေမဲ့ကျင်းစာရှိနေသေးတော့ဘူတိုးတိတ်ကြကြနေရမှာမဟုတ်ဘူး။ရပါတယ်မေစောရေကျမသားလေးကောင်းကောင်းမွန်မွန်ပြန်ဖြစ်တာပဲလူချင်းပါတယ်။ तू နေရတာမနေရတာကတော့သူ့ကံပေါ့လေ။ အဖားသောကကျုပ်ကိုစင့်အင်ဒုံကြီးနဲ့ရေတခွက်ကပ်ခိုင်းလိုက်တယ်။အင်ဒုံဆိုတာဒီဘက်ကလူတွေတိတ်မှီလိုက်မှမဟုတ်ဘူးဗျ။စင့်နဲ့လှုပ်ထားတဲ့ဇလားပုံစံခွက်ကြီးတစ်ခုပေါ့ဗျာ။အဖားသောတို့အိမ်မှာစင့်အင်ဒုံကြီးတွေတော်တော်သုံးနေဗျ။အဝတ်တွေပါရီစိန်ရင်လည်းအခုခေတ်လူကော်ဇလားတွေပါရီနဲ့မစိန်ပဲအင်ဒုံနဲ့စိန်တယ်။ဈေးကပြန်လာလို့အသီးနှံတွေပါရီဈေးဘူးကိုလည်းအင်ဒုံပဲသုံးတယ်။ အခုကျုပ်ကအသင်းတန်နေစေတဲ့အင်းတုံအသေးလေးကိုရေပြည့်ပြီးယူလာခဲ့လိုက်တယ်။အင်းတုံကအချင်းတောင်လောက်တော့ရှိမှာဗျ။အဖွားစောကအင်းတုံကိုဝရဏာအရေးလွတ်တဲ့နေရာမှာရွှေ့ချတယ်။ဟိုနေရာရွှေ့လိုက်ဒီနေရာရွှေ့လိုက်နဲ့လုံနေသေးတယ်။နောက်တော့မှအင်းတင်အင်းတုံကိုညင်းနေအောင်ခဏချတာပြီးဘူတိုးကိုခေါ်သွားတယ်။ဘူတိုးကိုအင်းတုံရှိမှာဆောက်ဆောက်ထိုင်ထိုင်ပြီးတော့အင်းတုံထဲကြည့်ခိုင်းတယ်။ကျုပ်တို့လည်းကြည့်မယ်လို့တော့အဖွားစောကလက်ကပြတယ်။ နောက်မှသိရတာကလားပြည့်ကြီးရဲ့အရေးကိုအင်းုံထဲမှာထင်အောင်လုပ်လိုက်တာပဲဗျာရေမြင့်နဲ့မြင်ပေါ်မှာထင်ကြနေတဲ့လားပုံကိုဘူတူးကိုကြည့်ခိုင်းတာဗျာထူးတာတော့ထူးတယ်ဗျာညခုနနလောက်ဆိုရင်လားကဘယ်လိုလုပ်ပြီးကောင်းကောင်းကောင်းငင်ပေါ်တက်တက်ရှိမှလဲဗျာဒါပေမဲ့ထူးစန်းတာကအဲ့ဒီလားပြည့်ရဲ့ပုံကအင်းုံထဲမှာပုံနေတာအဖွားဆုံးများပညာနဲ့လှူထားတာလားမသိပါဘူးဗျာ အဖွားသောကရေမြင့်နယ်ပင်ကလားပုံကြီးကိုလက်ညှိုးထိုးပြပြီးဘူတိုးကို၃လေးခုမေးတယ်မေးတာကတော့အချားမဟုတ်ပါဘူးဗျာမြင်ပြီလားမြင်ပြီလားဘူတိုးကမြင်ပါတယ်မြင်ပါတယ်ပေါ့နောက်တော့တွေ့ပလားတွေ့ပလားနဲ့ထပ်မေးတယ်နောက်ဆုံးကျတော့တိပြီလားတိပြီလားတော့မေးပြန်တယ်ဗျာသုံးခုမေးလို့လည်းပြီးတော့ဖားသောကမန္တန်တစ်ခုညွတ်တယ်ကြုတ်လေအသေးသေးတော့မှတ်မိပါဘူးဗျာစန္ဒာလမင်းဆိုတာလည်းပါတယ် ငွေကြေးမဲဆိုတာလည်းပါတယ်ချင်းစရာချင်းကတ်စရာကတ်ထွက်စရာထွက်ဆိုပြီးဘူတိုးငယ်တဲ့ကိုလက်နဲ့သုံးချက်ပုတ်ထည့်လိုက်တာအဲ့ဒီအင်ဒုံကြီးကအဖြူအောင်အလင်းတွေလက်ခနဲ့လက်ခနဲ့ထွက်လာတယ်ဗျာအဖွားစောကအင်ဒုံကိုလက်ညှိုးနဲ့ထိုးပြီးတော့ကောင်းငင်ကလာကိုလှမ်းကြည့်တယ်အဲ့လိုလှုပ်လိုက်တော့မှခုနကအင်ဒုံထဲမှာဝင်းလက်နေတဲ့အရာတွေပျောက်သွားလို့တာပဲဗျာအဖွားစောပြောပြတာကဒီအတိုက်ကိုလာရောင်ကိုကြည့်ပြီးလှုပ်ထားတာလေဗျာ အယူယောဂဆိုတာလာနဲ့အများကြီးသက်ဆိုင်နေဆိုပဲအခုကင်မလှုပ်ထားတဲ့အယူဆက်ကိုထုတ်ပေးလိုက်ပြီဆက်ရအစွမ်းကိုလည်းလာကိုပြန်အပ်လိုက်တာလို့ပြောတာပဲဘိုးတို့ကကုပြီးတာနဲ့ငငန်ကြီးထိုင်နေတယ်ပြီးတာနဲ့ကလေးတယောက်လိုငူတော့တာပဲဗျာအဖွားဆောင်ကဘိုးတို့ကြောကုန်းကိုပုတ်ပေးပြီးတော့ငူငူတဝကြီးတာငူချလိုက်ဘိုးတို့ကြီးလို့ပြောတယ်ဘိုးတို့ကငူတာပေါ့ဗျာညကြီးနေဆိုရင်ဘူးသီးလုံးကြီးလောက်ရှိမယ်ထင်လား အဝါသောကဘူတူမီဘူးဘာမှစိတ်မပူဘူးပြောတယ်။အယူးများဟာယောဂပြောင်းရင်ဒီလိုပဲငိုတဲ့ဗျာ။ဘူတူကအယူးဖြစ်တာတော်တော်ကြာပြီဆိုတော့တော်တော်ကြောင်ငိုမှလည်းဗျာ။ဟုတ်လဲဟုတ်တယ်။ဘူတူက၃ရက်လောက်ကြာတဲ့အထိတယောက်တည်းငိုလိုက်။အဝေးကိုငေးကြည့်နေနိုင်တယ်ဗျာ။၃ရက်ကျော်မှသူ့မိကိုစကားတွေပါလေပြောတာ။ဘူတူကအခုဆိုအကောင်းဖြစ်သွားပြီဗျာ။သပင်းတွေပါလေညှက်ပြီးရေရေမှုချိုးတန်းတန်းပြန်ပြန်ဖြစ်သွားတာ။ အရင်ကသူဆိုးခဲ့မိုက်ခဲ့တာတွေကိုလည်းတောင်းမှပါတယ်တဲ့လေအယူလောက်တာဆိုတော့လည်းအကုန်လုံးကဖွင့်လို့ကြတာပေါ့သူအမေအလုပ်တွေပါတယ်လည်းကုလုပ်ပေးသေးတယ်ကျုပ်ကလည်းလမ်းမှာတွေ့မုတ်တွေပါတယ်ဝယ်ကျွေးသေးတာဗျကျုပ်တို့အရင်ကအယူဖို့တို့ဆိုပြီးစားနောက်ခဲ့ပြီမြင်အခုတော့ကိုကြီးဖို့တို့ဆိုပြီးခေါ်ကြတာပေါ့ဗျာညနေကာလာသားတွေခရက်ချင်းဝိုင်းမှာဘူတိုးကဝင်ခက်လေးရှိတယ်ဗျာ ။ तू ကောင်းပြီမဲ့လဲစိတ်တထင်းထင်းနေရဲ့ဗျ။ဘယ်နေ့တည်မလဲဘယ်နေ့တည်မလဲဆိုပြီးစောက်ကြည့်နေကြတာပေါ့ဗျာ။တလားလောက်ကြာတဲ့အထိကိုဘူတိုးကဘာမှမဖြစ်ဘူးဗျ။အရင်လိုစူးစူးပြေးပြေးဖြစ်သွားပြီးဒီလူကြီးကတစ်ချိန်ကအယူကြီးပါလို့ပြောရင်တော့လူတွေယုံမှမဟုတ်ဘူးဗျ။ကျားကလူတွေကတော့အဖွားဆုံးပြောတာမှားသလားဒါမှမဟုတ်ဘူတုအမိရရင်ရာချီတာပဲထိရောက်သွားလို့လားပေါ့ဘုန်းကြီးကျောင်းကဦးစင်းကဘူတုအသက်ရှိအောင်ဆိုပြီးတစ်ပင်ကြီးစိုက်ခိုင်းတယ်ဘုန်းကြီးကျောင်းဝင်တဲ့ဖရာစီတီဝင်တဲ့ တစ်ပင်တွေလှူခိုင်းတယ်။ညောင်တပြေရွာဘက်သွားတဲ့လမ်းကိုလည်းမြေဖို့ပြီးပြင်ခိုင်းတယ်။ရိုးချောင်းကလေးကိုကူးတဲ့တံတားကိုလည်းတစ်သားတွေပါနေနဲ့ခန်း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 ပြန်ဆောက်ခိုင်းတယ်ဗျ။လူတွေကဒီကိုသူကြောဘူတိုးအသက်ရှည်သွားတယ်ပြောကြတာပဲ။သုံးလလောက်ကြာတော့ဘူတိုးကိုသူ့မိကအိမ်အောင်ချပေးဖို့စီစဉ်နေပြီဗျ။ချိုးတို့ရွာက မင်းကလေးတော့မဟုတ်ပါဘူးဗျ။ရွာကမင်းကလေးကတော့ဘူတိုးကိုဘယ်ယူရမလဲအခြားရွာတရတရကပေါ့ဗျာ ိုးတို့ရဲ့အမေရဲ့အမေနဲ့ကျေးဇူးမကင်းတဲ့မိန်းကလေးတယောက်ပေါ့ဘိုးတို့မင်္ဂလာဆောင်မယ်ဆိုတော့တရားလုံးကပျော်ရွှင်နေကြတာပေါ့ဗျာဒါပေမဲ့မင်္ဂလာဆောင်ဖို့တပတ်လောက်အလိုမှာပဲဘိုးတို့တယောက်သေသွားတယ်ဗျာသေသွားတာကလည်းစမ်းတယ်ဗျာအဲ့ဒီနေ့ကလာပြညာကြီးဗျာဘိုးတို့ကညနေဆောင်ခေါင်းမူးတယ်ဆိုပြီးအိမ်မတက်အိတ်သွားတာညတကောင်ကျော်သွားခေါ်နှူးကြည့်တာအဲ့ရထဲမှာဆန်းဆန်းကြီးသေနေပြီးရဗျာမသိခင်မျက်ရည်တွေလည်းကျထားတဲ့အထင်နဲ့ ကောင်းပုံမှာမျိုးရည်တွေဆွဲလို့တယ်ဗျ။ဘာကလူတချို့ကတော့အိတ်နေရင်ထေသွားတယ်ဆိုတော့နှလုံးရောဂါလို့ယူဆတယ်လူတချို့ကတော့ကင်မရဲ့ကျင်သာထိပြီးထေသွားတာလည်းဗျာကျုပ်ကတော့ဘာကြောင့်လဲဆိုတော့မဆုံးပြတ်တတ်ပါဘူးဒါပေမဲ့အဖွားသောပြောတဲ့စကားကဘယ်တော့မှမမှားဘူးဗျာအဖွားသောပြောခဲ့ပြီးပြီမဟုတ်လားအယူပြောင်းရင်မကြခင်ထေမှာပဲဆိုတာလေဗျာကျုပ်ကအဲ့ဒါကြောင့်လို့ပဲထင်တယ်ဗျာဘာပဲပြောပြောဘိုးတို့ရဲ့အဖြစ်က အဲ့ဒီတုန်းကကျို့လူရွာမှာဟိုးလေးတချို့ချို့ဖြစ်သွားပါသေးတယ်ဗျာအချိန်ပေးပြီးနားထောင်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ online channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်